ဘဝမှာတချို့ကတော့ယုတ်ဆိုးတယ်တချို့ကယုတ်ချောတယ်။ဘာဖြစ်လို့ယုတ်ဆိုး။ဘာဖြစ်လို့ယုတ်ချောလဲ။အမေဖေကချောလို့လား။သို့မဟုတ်ဟာအမေဖေကယုတ်ဆိုးလို့ဆိုးတာလား။မဟုတ်ဘူး။အမေဖေယုတ်ဆိုးပြီးတော့ချောလာတဲ့သာသမီတွေရှိတယ်။အမေဖေချောလာရင်တန်းနဲ့ယုတ်ဆိုးတဲ့သာသမီလည်းရှိတယ်။အဲ့တော့အမေဖေနဲ့ကတော့စင်စင်တော့တူမှာပဲသို့တော့ အယုတ်ဆိုးခြင်းချောမောလှပခြင်းဆိုတာအကြောင်းတစ်ခုရှိနေသေးတယ်ဘသူမပြုတ်မိမိမှုလို့ဆိုရတဲ့ဖြစ်လျက်ဘဝမှာဒေါသကြီးမားခဲ့တဲ့ပုဂ္ဂိုလ်ဟာအယုတ်ဆိုးချစ်တန်နေတဲ့မေတ္တာသက်ဝင်ချစ်ခင်ပြီးတော့ပြုံးရွှင်တဲ့မျက်နှာရှိတဲ့ပုဂ္ဂိုလ်ဟာမေတ္တာထားတဲ့နှလုံးသားပိုင်ရှင်ဟာဖြစ်လျက်ဘဝမှာရုပ်ဆင်းလှပတယ် ဘုရားမြတ်စွာကဟောတော်မူတယ်ကမ္မန္တတ္တိဝိပ္ပစတိယတိတံဟိနပဏိတတယကံတရားကတရားတွေကိုအနိုင်အမြင့်ဟောခွဲခြားပြီးတော့ပေးတာကံတရားသာဖြစ်တယ်လို့ဒီလိုဆိုဒါကြောင့်မို့အယုဆုကြည်တန်တာရေချောမောလပ်ပါတာရေကံတရားကဖန်ဆင်းတက်ရှိတယ်ကျမ်းမာတယ်တက်တူတယ်ယောဂါထုပြောတယ် ကံတရားကပဲဖြစ်ပေါ်စေဘဝတစ်ခုမှာသရဝါတွေကိုညှင်းဆဲတဲ့တပ်ဖြတ်တဲ့သူလုံးတဲ့လောက်ရကိုချစ်ပြီးသူဖြစ်လျာဘဝမှာယောဂထူပြောပြီးအသက်တိုသရဝါတွေပေါ်မှာစာနာတယ်ထောက်ထားတယ်မေတ္တာထားတယ်ကရုဏာထားအဲဒီလိုသရဝါတွေကိုတပ်ဖြတ်ခြင်းမှာရှောင်ကျင်ပြီးတော့အကျဉ်းနာထားတဲ့ပုဂ္ဂိုလ်တွေဟာလူ့ဘဝရောက်တဲ့အခါသက်ရှိတယ်ကျမ်းမာတယ်ဆိုဒီလိုဖြစ်တယ် ဒါနကောင်းမှုပြုခဲ့တဲ့ပုဂ္ဂိုလ်တွေကချမ်းသာတဲ့မိဘအိမ်မှာဖြစ်တယ်။သို့မဟုတ်မိမိတို့ကိုယ်တိုင်လည်းရှာတတ်ဖွေတတ်လို့ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။ဒါနကောင်းမှုမပြုဘဲမလူရက်မပေးရက်နှမျောတွန့်တိုနေတဲ့ပုဂ္ဂိုလ်တွေဟာဆင်းရဲမွဲတေတဲ့ဘဝကိုရောက်သွား။ဟောဆိုင်ရဆိုင်ရအကြောင်းတရားလေးတွေကရှိနေတယ်နော်။အဲ့ဒီဆိုင်ရဆိုင်ရအကြောင်းတရားတွေကကံတရားတွေကသရဝါတွေကို စုကြုံနေမြင့်တူနဲ့တူမတူညီအောင်ခွဲခြားပေးခြင်းသာလည်းဖြစ်တယ်။ဘသူကိုမှအပြစ်တင်စရာမရှိဘူး။ဘသူကိုမှလည်းကျေးဇူးတင်စရာမရှိဘူး။တကယ်ကတော့ဘယ်သူမပြုတ်မိမိမှုဆိုတဲ့အတိုင်းကောင်းအောင်လဲကိုလုတ်ခဲတာဆိုးအောင်လဲကိုလုတ်ခဲတာဆိုတာအလွန်ထင်ရှားတယ်။အဲ့ဒါဆိုလို့ရှိရင်ဒီလိုအယူဆတရလက်ခံပြီဆိုလို့ရှိရင်ကောင်းတာလဲကိုယ့်ပေါ်မှာမူတည်တယ် ဆိုးတာလဲကိုယ်ပေါ်မှာမူတည်တယ်ဆိုတဲ့အချက်ကိုလက်ခံပြီဆိုရင်လူတော်လူကောင်းဖြစ်ဖို့များကြီးလမ်းခင်းပေးသွားတယ်။ဘာဖြစ်လို့တော့ဆိုလူဆိုတာဘဝမှာဖြစ်